င်းစင်များအလုံးမင်္ဂလာပါရှင်လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်အလုံးပဲမင်္ဂလာရှိနေရတဲ့မင်္ဂလာရှိရဲ့ channel ကိုပိုင်ဆိုင်နေကြပြီးဖီဖီယာမြဝေကွာကကိုရောစိတ်ပါကျမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်အခု reading ကကြတော့ကိုစိတ်ထဲမှာရှိနေတဲ့တစ်ဖက်သူဒီတော့အခုချိန်မှာဒီ reading ဝင်ကြည့်တဲ့အချိန်မှာဒီနေ့မှာပေါ့နော်ကိုနဲ့ပတ်သက်ပြီးဘလို့ခန်းစားနေရလဲဘလို့တွေးမျိုးတွေဖြစ်နေလဲနောက်ကိုနဲ့မသက်ဆိုင်တဲ့သူရဲ့လက်ရှိဘဝကရော လိုပုံစံမျိုးဖြစ်နေတယ်ဆက်ဆက်ပြီးတော့နေရာကြမှာဘာတွေဖြစ်လာနိုင်လဲပေါ့နော်နေရာ future မှာသူဘက်ကဘယ်လိုမျိုးဆက်ဆက်တိုးလာဖို့ရှိလားဘယ်လိုမျိုးရည်ရွယ်ချက်တွေထားလဲပေါ့နော်ဒါလေးကို clarity တင်လေးဖတ်ပေးသားမှာဖြစ်ပါတယ်ရှင်အဲ့တော့အာ member ဝင်တဲ့ကိစ္စကိုစပြီးတော့တစ်ချက်လောက်ပြောချင်တယ်ပေါ့နော် members ဝင်တဲ့ကိစ္စကလည်းအမှန်တော့ဒီ ိုင်ငံသားငွေလွှဲအကောင့်ရှိရမယ်လို့မြန်မာနိုင်ငံကငွေလွှဲစနစ်နဲ့အဆင်မပြေတာဒါတွေအကုန်လုံးကလေအာဒီဘယ်လိုပြောမလဲ channel ကိုတည်ထောင်တဲ့သူတွေပေါ့နော်ဒီ creator တွေပေါ့ YouTube ကဒီ creator တွေပြောရင်အဲ့လိုလိုလူတွေပေါ့နော်ဒီလိုလူတွေကအသတ်မှတ်လို့ရတဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်ဒီ YouTube ကနေပြီးတော့သူကသတ်မှတ်ပေးထားတာမျိုးပေါ့နော်မြန်မာနိုင်ငံကဆိုလို့ရှိရင်မှန်တာပြောရရင် ဒီအာ channel တခုထောင်လို့ရတယ်ဒါပေမဲ့ငွေဝင်အောင်လို့ရှောက်လို့မရဘူးမြန်မာနိုင်ငံလိမ့်စာနဲ့မရဘူးမြန်မာနိုင်ငံငွေပေးချေပြီးတော့လို့မရအောင်အဲ့တော့ကြောင့်နိုင်ငံသားမှရှိတဲ့လူတယောက်ရဲ့အကူအညီကိုယူရတယ်ပေါ့နော်ဒါကဒီ channel ကိုထောင်တဲ့သူတိုင်းမြန်မာနိုင်ငံမှာရှိတဲ့သူတွေမြန်မာနိုင်ငံကလူတွေပေါ့နော်အကုန်လုံးဒီလိုပုံစံနဲ့လုပ်ရတယ်ပေါ့နော်တချို့ကကြတော့ service add တယ်တချို့ကြတော့လေကိုယ့်ရဲ့နိုင်ငံသားမှရှိတဲ့အသိမိတ်ဆွေတွေနဲ့သူတို့ရဲ့အကူအညီနဲ့ ယူပြီးတော့လောက်ကြတယ်ပေါ့နော် e solution လည်းပဲနိုင်ငံခြားမှာရှိတဲ့ ਈ ရဲ့ client ညီမလေးပေါ့နော်အဲသူ့ရဲ့အကူအညီနဲ့အခုလိုမျိုးလဲပတ်နေတာမျိုးပေါ့နော်အဲ့တော့ဒီမမဝင်တဲ့ fees ကိုလည်းပေါ့နော်လိုမျိုးလွှဲတဲ့နေရာမှာဒီသူတတ်မှတ်ထားတဲ့ဟိုငွေချေစနစ်ပေါ့နော်ငွေပေးငွေလွှဲတဲ့စနစ်ပေါ့နော်ဒါမျိုးရှိတယ်ပေါ့နော်ဟိုမြန်မာနိုင်ငံကလုပ်နေတာဆိုတော့ PayPal account ပေါ့နော်အရင်တော့ဆိုတော့ဖွင့်ရတာလွယ်တယ်အခုတော့ဘယ်လိုမနေလဲမသိဘူးဤရောလိုက်စုံစမ်းကြည့်တာတော့ အဲ့သွန်ပြေဘူးပေါ့နော်မလွယ်ဘူးပေါ့နော် အရင်ဒီနောက်ပိုင်းမှာအရင်တော့ဖွင့်ရတာလွယ်ပေမဲ့အော်တချို့လို့ဖေဖေကောင်းတော့ပါတော့မျိုးဖွင့်ထားတဲ့သူတွေရှိတယ်ပေါ့နော်ဒီလိုလူတွေတက်ကအဆင်ပြေတယ်ပေါ့နော်ဒီလိုလူလူတွေတက်ကကျတော့အဲ့လိုမျိုးလွှဲလို့ရတယ်။နောက်နိုင်ငံသားရဲ့ဒီ credit credit card တွေရှိတဲ့သူမျိုးပေါ့နော်အဲ့လိုမျိုး bank account ရှိတဲ့သူမျိုးအဲ့လိုမျိုးတွေလည်းအဆင်ပြေတယ်ပေါ့နော်။ဒါပေမဲ့မြန်မာငွေလွှဲစနစ် KPay, WePay တခြားပေါ့နော်အဲ့လို banking ဘာနဲ့မှဟိုလွှဲပြီးတော့ ဝင်လို့မရဘူးပေါ့နော်အဲ့ဒါဤသက်မှတ်ထားတာမဟုတ်ပေါ့နော်တို့ subscribe တွေပေါ့နော်တို့တွေကအထင်မှားနေကြတယ်ပေါ့နော်ဤဘက်ကအဲ့လိုမျိုးလုပ်ထားတယ်လို့ထင်တယ်ဒါကြောင့်မလို့ဟိုဟိုရတဲ့နီးနေပေါ့နော်အဲ့လိုမျိုးလုတ်ပေးစေခြင်းနဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုး KB ဝေပေးနဲ့လွှဲလို့မရလွှဲပေးလို့မရဘူးလား KB ဝေပေးအာ KB ဝေပေးနဲ့ပဲမန်ပါဝင်လို့မရဘူးလားအဲ့လိုလုံလို့ရအောင်လုတ်ပေးပါလားဆိုလိုမျိုးလာပြောကြတဲ့သူတွေရှိတယ်ပေါ့နော်ဒါဒီကုန်လုံးကအေးကတတ်မှတ်လို့မရဘူးပေါ့နော်အေးတတ်မှတ်လို့ရတာက အော်ဒီမန်ဘာဝင်ကြီးကဘယ်လောက်ရှိမလဲဘယ်လောက်လိုချင်လဲအဲဘယ်လောက်သတ်မှတ်မလဲပေါ့နော်အဲ့လိုမျိုးသတ်မှတ်လို့ရတယ်ဒါကဒါတောင်မှပဲသူကဘယ်လောက်ကနေဘယ်လောက်အတွင်းဆိုပြီးတော့ပြောတာတာပေါ့နော်အဲ့ထက်ကျော်လုံးလို့မရဘူးပေါ့နော်ဒီဒီဥပမာအာညီမငွေနဲ့ပဲပြောရမယ်ဆိုရှင်အာ9000ကနေ1000အတွင်းပေါ့နော်အဲ့လိုမျိုးသူအဲ့လိုမျိုးသတ်မှတ်ထားတယ်အဲ့ဒါအောင်မှဒီဒီကနေ9000သတ်မှတ်လဲရတယ်6000သတ်မှတ်လဲရတယ်အဲ့လိုမျိုးပေါ့နော်ဒီလိုမျိုးပဲရှိတယ်ဒါပေမဲ့1000ထက်ကျော်လို့မရဘူး9000အောက်လဲ ရောက်လို့မရအောင်အဲ့လိုမျိုးပဲရွေးချယ်ပိုင်ခွင့်ရှိတယ်ပေါ့နော်။နောက်ဒီအာဟိုပမာဏ currency ပေါ့နော်ဒီ currency ဆိုလို့ရှိရင်လည်းအာ E ရဲ့ဒီ channel ကကြတော့ဒူဘိုင်းကနေပြီးတော့ပေါ့နော်ဒူဘိုင်းညမာလေးရဲ့အကူအညီနဲ့ဖွင့်နေအားပေးကြတော့အဲ့ဒီလိမ့်စာနဲ့ဆိုတော့ဒီဒီငွေစနစ်ကလည်းပဲဒူဘိုင်းငွေစနစ်နဲ့သွားတာပေါ့နော် AED နဲ့သွားတာအဲ့လိုမျိုးပဲသတ်မှတ်လို့ရတယ်ပေါ့နော် အာကျွန်တော်ကဘာမှလုပ်လို့မရဘူးပေါ့နော်ဒီ YouTube ကသူကိုယ်တိုင်ကတော့တာကိုကတ်တက်ထားတာဆိုတော့လေအဲ့တော့လိုက်ပေါ်ကြတယောက်နှစ်ယောက်မကောက်ဘောနော်ဒီမျိုးမမဝင်ဖို့အတွက်ကိုတခုခုနီလန်းရှာပေးပါလားဆိုဘာမှလုပ်ပေးလို့မရဘူးပေါ့နော်မနာပြောရလို့ရှင်နောက်တစ်ခုကရှိသေးတာကဒီ channel subscribe လုပ်ထားတာကမကြသေးဘူးဆိုလို့ရှင်ပေါ့နော်အဲ့ခါကြလို့ရှင်လေ ဝင်လို့မရဘူးပေါ့နော် join ဆိုတာမပေါ်ဘူးပေါ့နော်ဟို channel ကို subscribe လုပ်ထားတာကတစ်ပတ်လောက်ပဲရှိသေးတာနှစ်ပတ်လောက်ပဲရှိသေးတာဆိုမရတော့သေးဘူးပေါ့နော်တစ်လလောက်ရှိတော့မှအဲ့ကြမှာရလောက်ပဲလို့ချင်တယ်ပေါ့နော်ကြက်နေငယ်ဆိုရင်တော့မရသေးဘူးပေါ့နော်အဲ့ဒီလိုလည်းရှိပါတယ်ရှင်အဲ့တော့နောက်ပိုင်းကိုတော့ဘယ်လိုပြောမလဲဒီအဲအဲ့လိုမျိုးပေါ့နော်ဟိုတီတီတန်တန်လေးပေါ့နော် member အနေနဲ့လည်းဝင်ခြင်းနဲ့ဒါမဲ့လည်းကိုကအဲ့လိုမျိုးနိုင်ငံခြားမှာလည်း ကူညီတောင်းလို့ရမယ်သူလည်းမရှိဘူးနိုင်ငံခြားငွေလည်းကောင်းလည်းမရှိဘူးဒါပေမဲ့အဲ့လိုပုံစံလေးနဲ့တွားကျင်နေဆိုလို့ရှိရင်တော့တခြားနီးလန်းပေါ့နော်အဲ့လိုမျိုးလေးစဉ်းစားပြီးတော့လုပ်ပေးဖို့တော့ရှိတယ်ဒါပေမဲ့အဲ့ဒါကလည်းမလွယ်ကူဘူးပေါ့နော်အဲ့လို Telegram ဖြစ်ဖြစ် Viber ဖြစ်ဖြစ်အဲ့လိုမှပေါ့နော် group တစ်ခုထားပြီးတော့ပေါ့နော်အဲ့လိုမျိုးဟို YouTube မှာ members only နဲ့တင်ပေးသူလိုမျိုးပေါ့နော်အဲ့လိုမျိုးဖတ်ပေးဖို့တော့အဲစဉ်းစားမိတာရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါ account ထဲပို့ဖို့ကတော်တော်လေးတော့ဟောရှုပ်တယ်လို့ပြောရမှာပေါ့နော်အချိန်ပေးပြီးတော့ အများကြီးတွေးပြီးတော့လောက်ရမှာဆိုတော့လေအဲ့လိုမျိုးလေးတော့ရှိတယ်ပေါ့နော်အဲပြဿနာကတော့အလိုမမဝင်တဲ့ကိစ္စကအင်းနေနဲ့ဟိုဘလို့ဘလို့ဝင်ရတယ်ဆိုတော့ပြပြပေးရောလွဲရင်တော့ကျွန်တော်ဘာမှမတတ်နိုင်ဘူးပေါ့နော်လုပ်ပြီးလို့မရပါဘူးနောက်ဤကိုတိုင်းလည်းပဲဤ subscribe လုပ်ထားတဲ့ဒီ international reader တွေလည်းရှိတယ်ပေါ့နော်ဤသဘောကျတဲ့ reader တွေလည်းရှိတယ်အဲဒီ channel တွေကိုလည်းအီကိုတိုင်းလည်း member ဝင်ကျင်တာပေါ့နော်တော်မယ်ဝင်လို့မရဘူးပေါ့နော်ကိုကိုတိုင်းမှလည်းပဲ မရှိတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်တို့ဝင်လို့မရတဲ့အနေအထားဖြစ်နေပါဆိုတော့လေဘယ်လိုဘယ်လိုမျိုးလုပ်ရတယ်ဆိုတဲ့ steps တွေပဲပြောလို့ရတယ်ပေါ့နော်နည်းလမ်းတွေပဲပြောလို့ရတယ်ဒါပေမဲ့အဲ့လိုမျိုးတော့တခြားပုံစံမျိုးနဲ့ပေါ့ဟိုလုပ်ပြီးလို့တော့မရပါဘူးရှင်အဲ့ဒါလေးကိုပြောချင်တာပါရှင်အော်နောက်တစ်ခုကကျတော့ဒီစကားကလည်းခဏခဏပြောရတယ်ပေါ့နော်အီက personal reading တွေကို booking လက်ခံတဲ့အခါရောအဖြေပြန်ပို့တဲ့အခါရောအမြဲတမ်း Telegram သို့မဟုတ် Viber ကိုပဲသုံးပါတယ် Facebook ရဲ့ Messenger ကနေလည်းအင်းဘုခင်လက္ခဏာရောအဖြေပြန်ပို့တာရောမလုပ်ပါဘူး WhatsApp ကနေလည်းဘုခင်လက္ခဏာအဖြေပြန်ပို့တာမလုပ်ပါဘူးအော်တချို့ဟောပြလို့ရှိရင်အာနံပါတ်ပေါ့နော်ဖုန်းနံပါတ်ကိုရက်ထည့်တဲ့ခါကျတော့ရှက်ဒါမှမဟုတ်လည်း page နဲ့ link လုပ်ထားတာလည်းရှင်းရှင်းလေးပဲပေါ့နော် WhatsApp လို့အကောင့်ထွက်လာလိမ့်မယ်ပေါ့နော်ဒါပေမဲ့အဲ့လိုထွက်လာပေမဲ့လည်းအဲ့ဒီမှာလက္ခဏာမျိုးမလုပ်ဘူးပေါ့နော်အဲ့တော့ဟိုဘုခင်လက္ခဏာရော ဘုကေစုံစမ်းမှုအတွက်ရောပေါ့နော်ဒီဈေးနှုန်းနေဘယ်လောက်ရှိလဲဆိုတာစုံစမ်းမှုအတွက်ဘယ်လိုဘယ်လိုပုံပုံနဲ့မေးရတယ်ဘယ်လိုပုံပုံနဲ့ပြန် ဖြေရတယ်ဒါတွေသိတာကိုသိကျင်လို့စုံစမ်းတာပဲဖြစ်ဖြစ်ဘုကေယူခြင်းလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးတွေအကုန်လုံးကို Telegram နဲ့ Viber နှစ်ခုပေါ့နော်အဲ့ဒီနှစ်နေရာမှာပဲလက်ခံပေးပါတယ်ပြုလုပ်ပေးပါတယ်ပေါ့နော်ဖြေပြန်ပို့တာလဲအဲ့ဒီကနေပဲပြန်ပို့တာဆိုတော့လေအခုချိန်ထိကိုဟို Messenger ကနေပြီးတော့အဲ့လိုမျိုးစုံစမ်းတဲ့သူတွေလည်းရှိသလိုအဲ့ဒီ Messenger မှာဟိုပဲ ဒီ Viber နဲ့ Telegram မှာစုံစမ်းပါလို့ပြောလိုက်တာကိုထက်ခါထက်ခါနေပေါ့နော်အဲ့လိုမျိုးဟိုမိကုန်းတွေထက်ခါထက်ခါထက်ပို့နေတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်တေချာလေးနားလဲအောင်လို့ရှင်းပြတာပေါ့နော်ဒါကပြောမယ်ပြောမယ်နေမပြောဖြစ်တာလေးပေါ့နော်အဲ့ဒါဒါလေးစုပြီးတော့ပြောလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီနေ့ reading ပေါ့နော်ဒီနေ့ reading ကိုပြန်ပြီးတော့သွားပါတော့မယ်အာ7မိနစ်နေပါတော့ကြာပါတယ် reading ကိုကြည့်တဲ့ collective တဲ့ energy ကိုအရင်စစ်ပေးပါမယ်။ ever see dramas kind of truth coming out? Hmm. Guilt, apology, remorseful, ashamed. Secretive, sneaky, mysterious, hidden information. Hmm. planning tax phone call meeting up court. Red-handed secret Facebook surprised, shocked. အဲ့တော့ဒီတင်းကိုကြည့်တဲ့ collective day energy ကတစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ကိုမထင်မဖဲနဲ့ပေါ့နော်ထင်မမထားတဲ့ကိုတက်ကိုလည်းတကယ်ကိုထိတ်လန့်စရာကောင်းနေပေါ့နော်အမှန်တရားတစ်ခုကို ိထားရတာမကြသေးဘူးဒီလက်တလောကမှာတိထားရတယ်ဆိုတာမျိုးပေါ့နော်အဲ့ဒီအတွက်ကိုလည်းပဲကိုမစောက်တည်ရမရတဲ့ခံစားချက်မျိုးတွေဖြစ်နေတယ်အပြည့်ရှိတဲ့စိတ်တွေလည်းခံစားနေရတယ်ဒီလိုဖြစ်ရလေခြင်းဒီလိုလောက်ရလေခြင်းဆိုရင်ကိုယ့်ကိုကိုယ်လည်းအပြည့်တင်နေတယ်တစ်ဖက်သူပေါ်မှာလည်းအပြည့်တင်ခြင်းတဲ့စိတ်တွေလည်းဖြစ်နေရဆိုတာလို့တွေ့ရတယ်အဲ့တစ်ဖက်သူစီကနေပြီးတော့တောင်းပန်လာတာမျိုးပေါ့နော်အဲ့လိုမျိုးကိုလည်းလိုချင်နေသလိုဒီလိုမျိုးတွေဖြစ်ခဲ့ရတဲ့အတွက်ဒီလိုမျိုးတွေပြုမှုဆက်ဆံခဲ့ရတဲ့အတွက်ကို ကိုယ်ကိုပြန်ပြီးတော့အဲ့လိုမျိုးဆက်တဲ့စိတ်တွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေရဆိုတာလို့တွေ့တယ်။ပြာယူကြုံမရတဲ့ခံစားချက်မျိုးတွေပေါ့နော်။음အစကတော့မဟုတ်မဟုတ်တော့ပါဘူးမဟုတ်တော့ပါဘူးဆိုပြီးတော့တနေ့ရက်ဝင်နေခဲ့တဲ့အကြောင်းအရာ음ဒူလောဒူလောဆိုတဲ့အကြောင်းအရာပေါ့နော်စိတ်ထင်နေတဲ့အကြောင်းအရာကတကယ်ကြီးဖြစ်လာတယ်တကယ်ကြီးဟုတ်နေတယ်ဆိုတာကိုသိသွားခဲ့တဲ့အခါပေါ့နော် ိုယ်စိတ်ထဲမှာတော်တော်ကိုစောက်တရားများဖြစ်တယ်ဆိုတာမျိုးလို့မြင်တယ်။တပတ်သူကကိုယ်ကိုရည်ရွယ်ချက်ရှိရှိနဲ့ပေါ့နော်။သူရဲ့စိတ်ရင်မှန်ပြောရင်အခြေအနေမှန်တွေကိုဖုံးကွယ်ထားခဲ့တယ်ဆိုတာမျိုးလို့တွေ့တယ်ပေါ့နော်။နောက်လက်ရှိအနေအထားမှာကျွန်တော်တယောက်နဲ့ကအဆက်အသွယ်ရှိမနေဘူးဆိုတာမျိုးလို့မြင်တယ်။တပတ်သူကကိုယ်ကိုရှောင်နေတယ်ဆိုတဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်။ အဆက်အသွယ်မခံတာမျိုးပေါ့နော်ဒါမှမဟုတ်ကိုကသူ့ block ထားလည်းဖြစ်ခြင်းလည်းဖြစ်နိုင်တယ်ဒါပေမဲ့တဆိုဆိုရှင်အဲ့လိုမျိုးပေါ့နော် block ထားရင်လည်းကိုကိုတိုင်းက block ထားရင်လည်းဟိုမှတစ်ဖက်သူကနီလန်းရှာပြီးတော့ကိုကိုဆက်သွယ်လာမှာမျိုးရှင်းပြလာမှာမျိုးတွေပေါ့နော်အဲ့လိုမျိုးနှစ်ယောက်တွေ့ပြီးတော့ညနေချင်းဆိုင်တွေ့ပြီးတော့ပေါ့နော်အဲ့လိုမျိုးအင်းအခြေအနေကိုရှင်းရှင်းလင်းလင်း သိကျင်တာမျိုးပြောကျင်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေလေအဲ့လိုခံစားချက်မျိုးအဲ့လိုတွေးမျိုးတွေလည်းရှိနေရလို့တွေးရတယ်နောက်တစ်ဖက်သူကိုလည်းပေါ့နော်တော်တော်ပြီးတော့အဲ့လိုမျိုးစောင့်ကြည့်နေမိတယ်ဆိုတာမျိုးသတိထားနေတယ်သူเจ้าနေစုံစမ်းနေရဆိုတာမျိုးပေါ့နော်မသိတာအောင်လို့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့မလုပ်နေလဲဆိုပြီးပုံစံမျိုးနဲ့ပေါ့နော်ပေချင်းလိုင်းတက်လဲဘယ်သူနဲ့ အတူတူရှိနေလဲဘယ်သူနဲ့အတူတူပြင်သွားလဲဒါမျိုးတွေပေါ့နော်လိုက်ပြီးတော့နားဆွေနေတာစုံစမ်းနေတာစောင့်ကြည့်နေဆိုတဲ့ပုံစံမျိုးပေါ့နော်ထူကြတော့သူ့ကိုဆက်သွယ်ရနိုနိုဆက်သွယ်ရင်ကောင်းမလားလုံးဝပဲဆက်သွယ်ဖြစ်လိုက်ရင်ကောင်းမလားပေါ့နော်အဲ့လိုပုံစံမျိုးလဲတွေးနေဆိုတာလို့မြင်နေပေါ့နော်ဆက်သွယ်လိုက်လို့ရှင်လဲ ဒီထက်ပိုပြီးတော့တိတ်ခါကြမှာလည်းမလို့ခြင်းဆိုတာမျိုးပေါ့နော်အဲ့တော့တစ်ဖက်သူရဲ့ energy ကိုကြည့်ပြပါမယ် transfer the electric energy. Incomplete hiding feelings. too hard, giving too much. အဲ့တပတ်သူရဲ့ energy ကသူရဲ့လက်ရှိအနေအထားကတော့ဒါကိုနဲ့မဆိုင်တဲ့အနေအထားပေါ့နော်။ပြီးပြည့်စုံတဲ့အနေအထားမှာဟုတ်မနေဘူးဆိုတာမျိုးလို့မြင်တယ်။ခန်းစားချက်တွေဖုံးကွယ်ထားရတယ်ဆိုတာလို့တွေ့တယ်။နောက်ခုချိန်ထိပေါ့နော်။ဘယ်အရာကိုอืมယုံကြည်နေပေါ့နော်။ ဘယ်ရာကိုယုံကြည်ပြီးတော့ရှေ့ဆက်ရမလဲ။နောက် သူရွေးချယ်ထားတဲ့အရာကတကယ်ရောသူတို့ရွေးချယ်မှုမှန်ကန်ရဲ့လားပေါ့နော်။အဲ့လိုမျိုးတွေနဲ့ခန်းစားနေရတယ်ဆိုတာမျိုးတို့မြင်တယ်။နောက်ထင်သားသလိုမျိုးလွယ်ကူမနေတဲ့အခြေအနေတွေဖြစ်နေဆိုတာမျိုးတို့လည်းတွေ့ရသလို balance မမြအောင်ဆိုတာမျိုးတို့မြင်တယ်ပေါ့နော်။ဟို မြင်ရတဲ့အခြေအနေတခုမှရှိမနေဘူးလို့မြင်တယ်တော်တော်လေးကိုဘာလို့လဲဆိုရင်ဒါတောင်ပေါ်တက်တဲ့လမ်းဆိုတော့အတလန်ကတော့ပင်မနဲ့ပေါ့နော်ခက်ခဲတယ်ပင်မနဲ့ဆိုတာမျိုးလို့မြင်တယ်တော်တော်လေးကိုခက်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 ပင်ပင်ပပန်းနဲ့ရှေ့ဆက်နေရတယ်လို့တွေ့တယ်ဒါပေမဲ့အဲ့လိုမျိုးခက်ခဲပင်ပန်းနေလို့လည်းသူစိတ်ထဲမှာရှိသမျှအကုန်လုံးစမပြေတာလည်းအကုန်လုံးကိုဖွင့်ဟပြောပြလို့ရတဲ့သူရှိမနေဘူး ပြပြလို့ရတဲ့အခြေအနေမျိုးရှိမနေဘူးဆိုတာလို့တွေ့ရတယ်။တချို့ကိုကိုထားခဲ့ပြီးတခြားလူရွေးထားတဲ့သူတွေဆိုလို့ရှိရင်လည်းဒီနှစ်ယောက်ရဲ့ဆက်ဆံရေးကထင်သလိုအဆင်ပြေမနေပဲနဲ့သူ့ဘက်ကအကြည့်ပဲပေါ့နော်။သူ့ဘက်ကအကြည့်ဆက်ဆံရေးကနားလည်ပေးနေရတဲ့ဂီယူဆိုင်ပေးနေရတဲ့အနေအထားမျိုးဖြစ်နေတယ်။ထင်သလိုမျိုးသူထင်သားသလိုမျိုးပေါ့နှစ်ပတ်မျှတာတဲ့အနေအထားတစ်ခုရှိမနေဘူးလို့တွေ့ရပေါ့နော်။ ဒါဆိုရင်တစ်ဖက်သူကအခုချိန်မှာကိုယ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုခံစားချက်ဖြစ်နေလဲပေါ့နော်ကိုယ်နဲ့ပတ်သက်တဲ့သူရဲ့ electricity energy ပြည်ရောင်းကြည့်တဲ့ collected နဲ့ပတ်သက်တဲ့တစ်ဖက်သူရဲ့ energy ဖြစ်ချင်ပါတယ် ဲ့တော့ကိုနဲ့ပတ်သက်လို့တော့တိတ်ပါနာကျင်ခဲ့ရတယ်ပြောရင်နှာကျင်စရာသာလန်းတဖို့ပေါ့နော်ဟောနောက်သူ့ကြောင့်ကိုမှစိတ်တရားရခဲ့တယ်သူ့ကြောင့်ကိုနာကျင်ခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးလဲတချို့ကြာရှိတယ်လို့တချို့ကြာလဲကိုနဲ့ပတ်သက်လို့ကိုနဲ့ပတ်သက်တဲ့အကြောင်းလေးကိုနဲ့ပတ်သက်တဲ့အမှတ်တရလေးပြန်တွေးလိုက်မယ်ဆိုလို့ရှိရင်တော့ဒါတွေအကုန်လုံးကမေ့ပစ်ခဲ့ရမယ်ထားပစ်ခဲ့ရမယ်အရာတွေပဲပေါ့နော် အဲ့လိုမျိုးလို့တွေးထားတယ်။နောက်သူ့ကိုယ်သူလည်းမလုံမလဲဖြစ်နေဆိုတာလို့တွေးတယ်ပေါ့နော်။လုံမလဲဖြစ်နေရတဲ့အကြောင်းရင်းကတခြားကြတော့အော်ကိုယ့်ပေါ်မှာပေါ့နော်သူဘယ်လိုပြောမလဲ။အထင်မှားအောင်လို့ပေါ့နော်။လို့အထင်မှားစေလောက်တဲ့စကားတွေအပြုအမူတွေလုပ်ခဲ့တယ်။ ဒီအတွက်ကြောင့်လည်းပဲအခုလိုမျိုးတွေဖြစ်ခဲ့ရတယ်ပေါ့နော်ဟွန်းသူ့ဘက်ကလည်းရည်ရွယ်ချက်ရှိရှိနဲ့ကိုယ်အလိုမျိုး play ခဲ့တဲ့ပုံစံနဲ့ဖြစ်နိုင်တယ်မို့သူကြတော့ရေချက်ချင်းနဲ့ play ရတာပေါ့နော်သူကြတော့လည်းအဲ့လိုမျိုးသူလုပ်ခဲ့တဲ့အရာတွေကထ ිය အောင်ထဲမှာတွေကိုပေါ့သူရဲ့ သူ့ရဲ့ခန်းစားချက်ကကိုယ်ပေါ်မှာတကယ်ရှိရလားမရှိရလားစသဖြင့်အလိုမျိုးတွေထင်ရောက်ထင်မှားတွေဖြစ်စေခဲ့တယ်ပေါ့နော်အဲ့ရကိုလည်းပဲသူသူကိုသူအပြစ်ရှိရဲဆိုတဲ့ပုံစံမျိုးနဲ့မလုံးမလဲစိတ်မတန့်တလို့မျိုးပေါ့နော်အဲ့လိုမျိုးခံစားနေရတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော် not committed ဟွန်း အဲ့တော့ကိုလိုချင်တဲ့ရေရာသေးတဲ့အဖြေမျိုးအဖြေအခြေအနေမျိုး မပေးနိုင် ခဲ့ဘူးမပေးခဲ့တာပေါ့နော်အာပေးနိုင်တဲ့အခြေအနေမျိုးလည်းမဟုတ်ခဲ့ဘူးဒါပေမဲ့အဲ့ဒါကိုအင်းတခါတလေကြတော့ရှင်တော့ကိုပေါ်မှာတကယ်စစ်မှန်တယ်လို့လို့အဲ့လိုပုံစံမျိုးတွေနေပေါ့တော့ထင်အောင်ဒီမားတွေဖြစ်အောင်လုပ်ခဲ့မိတယ်အဲ့တော့ကိုသူ့ကိုသူမလုံမလဲနဲ့ပြည့်စည်ရဲ့စိတ်တွေခံစားနေရတယ်ဆိုတာမျိုးလို့တွေ့တယ်ပေါ့နော် Jocelyn. Now ကိုနေပေါ်တော့အခုလိုမျိုးရေရသေးကြတဲ့အခြေအနေရေရသေးကြတဲ့ပုံစံမျိုးနဲ့အဲ့လိုမျိုးတွေသူ့ဘက်ကဟိုမတုတ်ပြန်လာခဲ့တာကလည်းပဲသူ့အတွက်ကိုပြောရရင်ဟိုဘယ်လိုပြောမလဲတော့ ဲ့လိုလုံရလောက်တဲ့အထိဟိုသူ့မှာတတိမရှိရလဲပါတယ်နောက်တကယ်ကိုသူတက် safe ဖြစ်တယ်ပေါ့နော်အစင်ပြေတဲ့နီလန်းအစင်ပြေတဲ့လမ်းကြောင်းလို့မတွေးဘူးပေါ့နော်အများကြီးရုန်းကန်ရမယ်ခက်ခဲရမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ပြောရင်သူသူ့ဘဝအတွက်ပေါ့နော်သူ့ရဲ့ဘဝအတွက်ဆိုလို့ရှိရင်တော်တော်ကိုအန်ဒီရဲ့များတယ်စွန့်စားရကြတယ်လို့သူတွေးတယ်ပေါ့နော်အဲ့တော့ပြောရရင်တော့လက်တွေးကြကြကို စဉ်းစားသုံးသပ်ပြီးတော့ဗောနောခံစားချက်မပါဘဲနဲ့အုံနောက်ကိုပဲသုံးပြီးတော့စဉ်းစားလိုက်တဲ့အခါအဲသုံးသပ်လိုက်တဲ့အခါကျတော့ကိုကိုခမမှန်ပေးတာကိုလိုချင်တဲ့ဂတိကဝတ်တွေပေးပြီးတော့ရေရှည်တက်သွဲသွားဖို့စဉ်းစားတာဆုံးဖြတ်တာရွေးချယ်တာတွေဒါတွေအကုန်လုံးကတော်တော်ကိုအန္တရာယ်များတယ်သူတို့ကမလုံအောင်မလုပ်သင့်ဘူးပါအမခံချက်မှမရှိဘူးလို့ခံစားရတယ်ဒါကြောင့်မို့လို့လဲဒါမျိုးတွေမပေးခဲ့တာပေါ့နော် နောက်နောက်တစ်ခုကဆိုတော့သူ့ကိုယ်သူစိတ်မလုံးချုံတဲ့ခံစားချက်မျိုးတွေရှိနေလို့လည်းပါတယ်ပေါ့နော်သူ့ကိုယ်သူဒါမျိုးတွေလုပ်နိုင်မယ်လို့မသူမယုံကြည်ဘူးပေါ့နော် burnt out you feel emotionally burnt out right now နောက်တစ်ခုကလေဒီလူကကိုအကြောင်းကိုပေါ့နော်သူနဲ့ရင်းနှီးတဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ယုံကြည်ရတဲ့သူပဲဖြစ်ဖြစ်ဒီလိုလူတွေကိုစိတ် ပြင်းမတဲ့အခါမိုးကျတဲ့အခါကြလို့ရှိရင်ဘာလို့ပေါ့နော်။အော်တခုခုကိုတောက်စားရင်းနဲ့အဲ့လိုမျိုးပြော့ဖြစ်တာမျိုးတွေတော့ရှိလိမ့်မယ်ဆိုတာမျိုးလို့မြင်တယ်။တော်တော်လေးကိုစိတ်မုန်းကျတဲ့အခါမှာရှင်ဖွင့်ပြပြတာမျိုးတွေရှိလိမ့်မယ်။အဲ့လိုတွေတော့တွေ့တယ်ပေါ့နော်။တော့ကိုယ်နဲ့ပတ်သက်လို့တော့ကိုယ်နဲ့ပတ်သက်တဲ့ခံစားချက်ကတော့ဒီကိုယ်ပေါ်မှာလုပ်ခဲ့တဲ့အရာတွေဖြစ်ခဲ့တဲ့အရာတွေကိုပြန်တွေးတဲ့အခါကျတော့ရှင်အဆင်ပြေမနေဘူးပေါ့နော်သူလုပ်ခဲ့တဲ့အရာတွေတော့ကို အဆင်ပြေမနေတဲ့ခံစားချက်မျိုးတွေကပိုပြီးတော့များနေတယ်။အဲ့လိုအဆင်မပြေနေလို့လည်းလွတ်ချဘူးလို့ရတာဆိုတော့လွတ်ချလို့လည်းမရဘူးလွတ်ချဖို့ခက်ခဲတယ်ဆိုတဲ့ပုံစံလို့တွေ့တယ်ပေါ့နော်။ဆိုရင်တစ်ဖက်သူကကိုနဲ့ပတ်သက်ပြီးတော့ဗောနော near future မှာဘယ်လို action ယူလာဖို့ရှိလဲဒီ near future မှာနှစ်ယောက်ကြားထဲမှာ bari sapi labu si le bono. Ani utero ganet hati bi bame. King of Cups. Hmm. Oh. so Resource. Huh. ဆက်သွယ်လာလိမ့်မယ်နော်အဆက်သွယ်မရသေးဘူးဆက်သွယ်ပြက်နေတယ်ဆက်သွယ်မျောနေရဆိုလို့ရှိရင်တစ်ဖက်သူကလုံအောင်ကိုပြက်ပြက်သားသားနဲ့ဆက်သွယ်လာလိမ့်မယ်ဆိုတာမျိုးလို့တွေ့တယ်အဲ့ဒါကလည်းမပြောမလဲအော် hi hello ဒါမျိုးတွေပဲမဟုတ်ဘဲနဲ့ပေါ့နော်လမ်းမှာတွေ့လို့နှုတ်ဆက်အောင်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့တေးချာချာကိုအော် ပြောပြလာလိုက်မယ်ဆိုတာမျိုးပေါ့နော်တကယ်ကိုလေးနက်တဲ့ပုံစံမျိုးနဲ့စကားတွေပြောလာလိုက်မယ်ဆက်သွယ်လာလိုက်မယ်နောက်ကိုတိကျင်တဲ့အဖြေဒါတွေလည်းပေးလာလိုက်မယ်ရှင်းနေမှုတွေပေးလာလိုက်မယ်ပေါ့နော်ကိုမေးတဲ့ပြောင်ပြန်ဖြေဖို့အတွက်လို့မြင်နေတယ် ါမဲ့လေကိုဘက်ကသူ့ကိုပြန်လက်ခံဖို့တော့အသိမတွေ့ဘူးအေးဆက်ဆက်နဲ့ပြန်ပြီးတုတ်ပြန်ဖြစ်နိုင်မယ်လို့မြင်တယ်တချို့ဆိုလို့ရှိရင်ပြီးသွားပြီပေါ့နော်နှစ်ယောက်ကဇလန်ပြီးသွားပြီသူနဲ့ပတ်သက်လို့လုံးဝမိတ်ပြီးတော့ဒီအတိတ်ကိုကြောခိုင်းခဲ့ပြီးတော့ကိုဘွားတကူကိုစတင်ပြီးဆိုတာမျိုးလို့မြင်တယ်ကိုဘွားကိုရှေ့ဆက်ပြီးဆိုတာမျိုးလို့မြင်တယ်ပေါ့နော်ဒီလိုနဲ့ပတ်သက်လို့ကတော့ ဘလို့ခန်းစားချက်မျိုးဘလို့အနှောင်ဖွဲ့မျိုးမှမထားတော့ဘဲနဲ့ရှေ့ဆက်တော့မယ်ဆိုတာမျိုးလို့မြင်နေအဲ့တော့သူဘက်ကလည်းစွတ်လာခဲ့တယ်ဆိုရင်တော့မှာပဲကိုဘက်ကသူ့ပေါ်မှာဘလို့ပြောမလဲတန်ရုံးစင်လေးတွေပဲထောက်ပြီးတော့ဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတွေနဲ့ပြန်လက်ခံမယ်ဆိုတာမျိုးမတွေ့ဘူးအဲ့လိုမျိုးတက်စားလို့ရှင်တော့လက်လူရှူတာဖြစ်နိုင်မယ်ဆိုတာမျိုးလို့မြင်နေတယ် မဒီလိုကအချိန်တစ်ခုရောက်တဲ့အထီတော့အချိန်တစ်ခုကြာတဲ့အထီတော့ကိုနာမှာဟိုကိုစောင့်နေအောင်မယ်ဆိုတာမျိုးလိုတော့တွေ့တယ်ပေါ့နော်ဖေချော့ပန်တကယ်စတဲ့အဲတေချာပေါ့သူစီကနေပြန်ပြီးတော့ဆက်သွဲတာမျိုးတွေ ြန်လာတာမျိုးတွေရှိနေမှာပေါ့နော်ဒါကလည်းအစ်စ်ပြန်စားကြရအောင်ဆိုတဲ့ပုံစံမျိုးနဲ့အာနော်ကိုလိုအပ်နေတဲ့ကိုနဲ့ထိုက်တန်တဲ့ connection မျိုးပေါ့နော်အလိုမျိုးဆက်ဆံရေးမျိုးကိုပေးဖို့အတွက်ဆိုပြီးတော့ပြန်လာတာမျိုးလို့တော့မြင်တယ်ဒါပေမဲ့ညအများအနေကြီးကိုမြင်ရတာကိုယ့်ဘက်ကသူလက်ခံမှုမတွေ့ဘူးပေါ့နော်သူကသူဘယ်လိုပုံစံမျိုးကြီးဖြစ်နေနေ လက်ခံဖို့စံနာမရှိဘူးဆိုတာမျိုးရယ်ကိုဘွားကိုတခြားလူသစ်တယောက်နဲ့ပဲရှေ့ဆက်မယ်ဆိုတာမျိုးလို့မြင်တယ်။အဲ့ချိန်ရလို့ရှင်လည်းပဲကိုကိုကပြောရင်တော့မရှိလဲအဆင်ပြေနေတဲ့အချိန်မှဖြစ်နေပြီ။တော်တော်လေးကိုစိတ်တန်ရတဲ့အကုန်လုံးနှီးပါးကိုသူနဲ့ပတ်သက်တယ်ပေါ့နော်သူနဲ့ပတ်သက်တဲ့စိတ်တန်ရတဲ့အကုန်လုံးနှီးပါးကိုလုံးဝကုစားပြီးတော့စိတ်တက်လို့တဲ့လိုမျိုးလောက heal ဖြစ်တဲ့အနေအထားတစ်ခုမှရှိနေပြီးတော့ အရင်နဲ့မတူတဲ့စိတ်ရောလူရောပေါ့နော်အလိုမျိုးပုံစံမျိုးနဲ့ရှိနေပြီဆိုတာလို့တွေ့တယ်ပေါ့နော်အဲ့အတွက်ကြောင့်သူ့မလိုဘဲတော့ဘူးဆိုတော့အာအလိုအမူအရာမျိုးအဲ့လိုပုံစံမျိုးတွေနဲ့ညင်းမာမျိုးတွေလိလူရှုမာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေတော့တွေ့တယ်ကိုယ့်ကိုယ်ပဲပို့ပြီးဥစားပေးပြီးတော့ရွေးချယ်ပေးလိုက်မယ်ဆိုတာလည်းတွေ့ရပေါ့နော် ောက်ဆိုရင်တစ်ဖက်သူကအခုချိန်မှာခုကိုဘယ်လိုစကားတွေပြောချင်နေလဲဘယ်လို message မျိုးတွေပေးချင်နေလဲပေါ့နော်ခွေးဝေးပြီးတကယ်တမ်း ော့ပြန်ဆောင်စည်းခြင်းတယ်တတိချင်းချင်းကြလို့ရှိရင်တော့အတူတူပြန်စီကြမယ်ပေါ့နော်သူကအဲ့လိုမျိုးနေကြတယ်ရှိနေတယ် how to tell you how i feel လက်ရှိသူဘယ်လိုခံစားနေရတယ်ဘာတွေဖြစ်နေလဲဆိုတာကိုသိစေခြင်းနဲ့ပြောပြခြင်းနဲ့အဝရာ if you happy without me အခုသူမရှိတဲ့ဘဝမှာအဆင်ပြေနေလား starting to understand our connection now နှစ်ယောက်ရဲ့အနေအထားနှစ်ယောက်ရဲ့အခြေအနေကဘယ်လိုပုံစံမျိုးတွေရှိခဲ့တယ်ကိုဘကအခြေအနေကဘယ်လိုမျိုးရှိခဲ့တယ်ဒါတွေကိုသူစပြီးတော့ပြီလာပြီပေါ့နော်သတိထားမိလာပြီတည်လာပြီဆိုတာမျိုးပြီးရနှစ်ယောက်ရဲ့ရည်စက်ကဘာကြောင့်ဆုံးစီးခဲ့လဲဆိုတာမျိုးပေါ့နော် my life is not as together as it seems ကိုလရှိကိုမြင်နေရတဲ့အတိုင်းသူ့ရဲ့ကိုမြင်နေကိုတည်နေကိုကြားနေရတဲ့အတိုင်းသူ့ဘဝကအဆင်ပြေမနေဘူး I feel you even though we are apart. နှစ်ယောက်ကအခုချိန်မှာအတူတူရှိမနေလဲပဲ။နားမရှိသလိုခံစားရတယ်ပေါ့နော်။ You don't know how hard it was to let you go. ကိုကိုမရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ရတာတခြားသူကိုရွေးချယ်ခဲ့ရတာဒါမှမဟုတ်ကိုကိုလက်လွတ်ခဲ့ရတာက သူတော်ဘယ်လောက်ခက်ခဲပင်ပန်းလဲဆိုတာကို အခုချိန်မှာလည်းဘယ်လောက်ခက်ခဲပင်ပန်းနေလဲဆိုတာကိုကိုမသိဘူးပေါ့နော်ဒါဒုက္ခသားချက်ကိုနားမလည်ပါဘူးပေါ့အဲ့လိုမျိုး message ပေးခြင်းနဲ့ဆိုတာကိုတွေ့ရပါတယ်အဲ့ဒါကတော့ဒီနေ့အတွက် reading ဖြစ်ပါတယ်ရှင်အားလုံးပဲဆုံးဖြတ်ကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများတင်ပါရှင်။မိစေများအလုံးမဲ့ပြပြများဝေးကွာပြီးကိုရောစိတ်ပါချမ်းသာချမ်းသာကြပါစေ။ကောင်းသောလူရင်းစံတာဖန်တဲ့များလည်းပြပါကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြကြမမာနဲ့ထိုင်နေကြပါစေလို့ဆုမကောင်းတောင်းပေးပါရရှင်။ Now reading များမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ပါရှင်။